နန်လီကနေကဘာပလားစီခီးနေနေသူဒန်ပန်းလက်ရှိချိန်ကတော့နီကဆယ်နောက်ခွက်လို့ဒန်ပန်းအတွက်အိမ်မက်တဲလမ်းလျှောက်တယ်လို့ဖြစ်နေမှာပါနီကဆယ်နဲ့တူလီပလားချန်ပီယံပိုင်ဆိုင်ပြီးတော့အင်္ဂလန်လည်းရွေးစဉ်အဖြစ်ပထမဆုံးရွေးချယ်ခံရတယ်အဲဒီရွေးချယ်ခံရတဲ့အင်္ဂလန်သင်းနဲ့ပထမဆုံးပွဲမှာပဲဒန်ပန်းတယောက်အစွမ်းပြနိုင်ခဲ့တာပါအရက်6ပြီ9လမှာမြန်မာရဲ့တာဝါနယ်လိုဒန်ဘက်ကအင်္ဂလန်ကစားသမားဘဝပထမဆုံးပွဲမှာဘောလုံးပိပုံမှု138ကြိမ်မှာ135ကြိမ်ထိအောင်မြင်ခဲ့တယ်လို့ဘောလုံးရှင်းလုံးမှု9ကြိမ် ၄တဲ့ဘောလုံးရှင်းလို့နိုင်မှု၄ချိန်ရှော့တို့ဖြတ်တော့မှု၂ချိန်နဲ့အစွမ်းပြနိုင်ခဲ့တာပါဒါတော့သူ့ရဲ့ခေါင်းထဲချက်တစ်ချိန်ဘာရန်ထိတွေ့ခဲ့လို့သာဂိုးမရခဲ့တာဖြစ်ပါတယ်အသက်၃၂နှစ်အရွယ်ရောက်မှဓမ္မတယောက်ဇာတာတက်နေတာကိုလည်းတွေ့ရမှာပါအချိန်တုန်းကဓမ္မရဲ့ဘွားကိုပြန်ကြည့်တဲ့အခါစူပါမားကတ်တဲပစ္စည်းတွေနဲ့တွန်းလဲတွေတွန်းနေတာကိုမြင်ရပါလိမ့်မယ်ညူကဆယ်တင်းကဆယ်ကျော်သလီဓမ္မန်းကိုညှဉ်းဆန့်ပြီးနောက်ဘောလုံးသမားဖြစ်လို့စိတ်မိပြလိုက်ဖို့လည်းဖြစ်ခဲ့ရတာပါကျော်မှာဂျပန်လုပ်ဖို့တွေးခဲ့တယ်ဓမ္မန်းကကုသမတူကလေးဖြစ်ဖို့ပြီး အသက်73နှစ်အရွယ်မှာမတော်တဆဖြစ်လို့ညာဘက်လက်တကျွေဆုံးရှုံးလိုက်ရတာကြောင့်ကျွန်တော်တို့အခုလိုခန်းစစ်တိုင်းနေရာမှာမြင်နေရတာပါဒမန်ကအင်္ဂလန်လေးဝိစင်အသင်းနဲ့လက်ရှိမှာပျော်ပွဲစားထွက်လာတာမဟုတ်ပါဘူးသူကဘာလုံးနိုင်လဲဆိုတာပြသချင်းနေရပါကဘာဖလားကစားခွင့်ရချင်တာသူ့ရဲ့အိမ်မက်ပါပဲလက်ရှိမှာသူ့ရဲ့ယုံကြည်ချက်မြင်မားနေတယ်လို့သူ့ရဲ့အိမ်မက်ကိုလည်းဘန်ကတရုတ်ဖော်ချင်နေတာပါဒမန်ကအတွေ့အကြုံရခေါင်းဆောင်နိုင်စွမ်းမြင်မားနေချိန်မှာဒါပေမဲ့အင်္ဂလန်အသင်းမှာရွေးချယ်ခံရတော့သူ့ကိုယ်သူမယုံနိုင်ခဲ့ပါဘူး ညာဘက်အိတ်လို့မပြောနိုင်အောင်ဓမ္မတယောက်စိတ်လို့ရှားခဲ့ရတယ်။ချိန်ကအသက်၁၇နှစ်အရွယ်မှာ Newcastle Academy ကဘဲကို အလိုမရှိကြောင်းအတိပေးခဲ့မှုပါတယ်။အဲဒီနောက်ဓမ္မတယောက်အသက်၁၆နှစ်အရွယ်မှာ Supermarket ထဲအလုပ်လုပ်ခဲ့ရတယ်။သူ့ရဲ့မွေးအမြေး Blind Spot အတင်းမှာဘောလုံးကစားရင်သူ့ရဲ့ဝါသနာကိုတက်တန်းတိုးပြီးနေခဲ့ရတာပါ။ Blind Spot အတင်းကနေလီဒူကလက်ဒါလင်တန်အတင်းကိုနောက်တော့ရောက်ခဲ့ရတာပါပဲ။ဒါလင်တန်အတင်းမှာဘဲကကိုကြစီကိုရှောကိုထမင်းကိုစားပြီးကစားခဲ့ရသူပါ။ အသက်18နှစ်ရွယ်2012ခုနှစ်မှာတော့ဖူဟန်အသင်းစီဒန်ပန်းအရောက်သွားနိုင်ခဲ့ပါတယ်။ဖူဟန်အသင်းမှာ62ပွဲတိကစားခွင့်ရခဲ့ပေမဲ့ဒန်ပန်းရဲ့ဘဝကလက်ရှိလိုမျိုးတည်ငြိမ်မှုမရှိသေးပါဘူး။ယူဗီတောင်းတဲ့ပါမင်ဂန်အသင်းတွေမှာအငှားသွားကစားခဲ့ရပြန်တယ်။နောက်တော့လီချမ်ပီယံရှင်ကလပ်ဝီဂန်အသင်းစီဘန်းရောက်ခဲ့ပြီးဝီဂန်ကမှတဆင့်ဘရိုက်တန်အသင်းကို2018ခုနှစ်မှာကျောင်းလာခဲ့တာပါ။ဘရိုက်တန်အသင်းမှာပြတ်သားခဲ့တဲ့ဆွဲရီကြောင့်ပဲတစ်ချိန်လုံးကသူ့ကိုညှိမဲ့ခဲ့တဲ့ယူကာဆယ်အသင်းကတံပိုးထားပြီးပြန်လည်ခေါ်ယူခဲ့ရတာပါပဲ။ ခုတော့အတီဟောင်းတဲ့သူယူကာဆယ်အသင်းခေတ်တီထောင်ရေးမှာဒံပန်းကအဓိကလူဖြစ်နေခဲ့ပါပြီကျွန်တော်ရဲ့ကစားသမားဘွားကအသက်ကျချမ်းခဲ့ပါတယ်အသက်22နှစ်အရွယ်မှာပရီးမီယာလိကစားသမားဖြစ်ခဲ့ပေမဲ့၃နှစ်အကြာမှာပရီးမီယာလိကနေထွက်ခဲ့ရပြန်တယ်ကျွန်တော်ဘလောက်ကောင်းတယ်ဆိုတာသိလို့လူတွေရဲ့အမြင်ကိုကျွန်တော်ဂရုမစိုက်ခဲ့ပါဘူးကျွန်တော်ရဲ့ကစားသမားဘွားမှာတန်တရားရီနဲ့များစွာရင်ဆိုင်ခဲ့ရတာပါဒါလင်တန်ကလူတွေကအခုလိုမျိုးအင်္ဂလန်လူရေးစင်ဖြစ်လာမယ်လို့မထင်ကြပါဘူးအခုကျွန်တော်နဲ့ထိုက်တန်လို့ရွေးချယ်ခင်ခဲ့ရတာပါလို့ဒံမန်းကပြောပါတယ် ။ဒါမှန်ကအင်္ဂလန်အသင်းကြီးပြောင်းဟောင်းဆောက်ကိလက်ထက်မှာကနေကလက်ရွေးစင်ကစားသမားဘွားကိုမျောလင်းနေကြတာပါ။ဒါပေမဲ့သူ့ဆန္ဒတွေမပြည့်ခဲ့ပါဘူး။လက်ရှိနီးပြတူရယ်ကတော့သူ့ရဲ့ပထမဆုံးအင်္ဂလန်လူစီးရင်ကိုမရွေးချယ်ခင်မှာသူရွေးချယ်မဲ့ကစားသမားတွေစီ FaceTime ကနေဆက်သွယ်ခဲ့ပါတယ်။တူရယ်ဆက်သွယ်မင်းကြီးကညနေ6နာရီလောက်ထိဒံပန်းအတွက်ဘာမှမထူးခြားခဲ့ပါဘူး။ညဆက်လိုက်လောက်ရောက်မှမက်ဆေ့တခုရောက်လာပြီးတူရယ်နဲ့ FaceTime မှာဒံပန်းတယောက်စကားပြောပြခဲ့ပါတယ်။ အင်္ဂလန်သင်းလူစင်းပြီးသက်ထွက်လာချိန်မှာဒမ်မန်စီကိုဝမ်းသာအာရနှုတ်ဆက်သူတွေအဆက်မပြတ်ခဲ့ပါဘူး။ဒမ်မန်ရဲ့ဖုန်းကအဆက်မပြတ်မြည်နေပြီးမက်ဆေ့တွေလည်းအများကြီးရောက်လာပါတယ်။ဒမ်မန်အတွက်တော့ကြားရည်စံကာလပါပဲ။သူ့ရင်ထဲအပျော်ရီဟာဖိတ်ရှန်ကြနေပါတယ်။ခန်းစင်မာကိုမြင်တဲ့လူချမ်းကြီးဒမ်မန်ရဲ့နှလုံးသားရင်းတန်တရာအမာရွတ်တွေရှိခဲ့ဘူးပါတယ်။အဲဒီအမာရွတ်တွေကိုပုတ်တဲ့ရင်ဒမ်မန်ဟာထိတ်ဆုံးစီအရောက်လှမ်းလာပါပြီ။2026ကဘာဖလားခြေစစ်ပွဲကအခုမှအစပဲရှိပါသေးတယ်။အင်္ဂလန်အသင်းကကမ္ဘာဖလားခြေစစ်ပွဲအောင်ဖို့တိတ်မခတ်ပေမဲ့ ဓမ္မရဲ့ကဘာဖလားကစားခွင့်ညှိုးလင်းချက်ဟာမရေရာသေးပါဘူး။ဒါပေမဲ့ဓမ္မကသူ့ကိုယ်သူအကောင်းဆုံးတိဆောက်ရင်ခရီးချက်များစွာကြော်ဖြတ်ပြပြီးပါပြီ။အင်္ဂလန်သင်းတဲ့တူကဘာဖလားကစားခွင့်ဟာမြန်မာရဲ့တောင်တန်းဖြစ်နေပါပြီ။ဓမ္မကြော်ဖြတ်ပြအောင်မှာပါပဲ။နန်းလီမှာကစားခဲ့ဘူးသူရဲ့ကဘာဖလားကစားခွင့်အိမ်မဟာလပစမ်းကျလုံးပါလေ။ M9 Sport မှာတင်ဆက်ပါရယ်။အားလုံးပဲရွေးချယ်သောလမ်းတွေမှန်ကန်ကြပါသည်ခင်ဗျာ။